်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြို့ရွာတွေစာတင်ချောင်းတွေနဲ့တာသနိကအဆောက်အုံတွေကိုဘုံကျဲဖို့အတွက်စစ်တပ်ကရုရှားကနေဝယ်ယူထားတဲ့ MI38 အပါအဝင်စစ်ပတ်သုံးလေယာဉ်၅စင်းနိုမာလာ9ရက်နေ့ကတက်တော်ဝင်ခဲ့ပါတယ်။မနေ့ကနေပြည်တော်လေတပ်စခန်းဌာနချုပ်မှာစစ်ကောင်းဆောင်ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့တဲ့တက်တော်ဝင်မှာစစ်ပတ်သုံးလေယာဉ်၅စင်း MI38 30နဲ့ YHF 200WB အကြီးသေးယူပို့ဆောင်ရဲနှစ်ဆင်းပါဝင်ပါတယ်။စစ်ဘက်သုံးလေယာဉ်တွေဟာတိုက်ခိုက်ရေးအတွက်အရေးပါသလိုတယူပို့ဆောင်ရေးနဲ့ကယ်ဆယ်ရေးအတွက်အရာရောက်တဲ့အတွက်လိုအပ်ချက်အရာထပ်တိုးဝယ်ယူသွားမယ်လို့စစ်ကောင်းဆောင်ကပြောပါရယ်။မနေ့ကအဲ့ဒီတပ်တော်ဝင်ပွဲမှာစစ်ကောင်းဆောင်က2021ခုနှစ်ကနေ2025ခုနှစ်အထိ15နှစ်တာ ကာလအတွင်းစစ်တပ်ကစစ်ဘက်သုံးလေယာဉ်15ချိန်ဝယ်ယူပြီးလေတပ်အင်အားဖြည့်တင်းခဲ့တယ်လို့လည်းပြောခဲ့ပါရယ်။ 89ကြိမ်မြောက်လေတက်နှစ်ပတ်လည်နေ့မှာစစ်ကောင်စီကထုတ်လုပ်ထားတဲ့ကင်းထောက်လေယာဉ် MTH1A နဲ့ MTH1B နှစ်စင်းပါဝင်တခြားလေယာဉ်တွေနဲ့အတူတက်တော်ဝင်ခဲ့ပါတယ်ရှင်။ ဆလင်းမျိုးအထက်ကတစ်ចောင်းကအာဓမပြုကျင့်ခံရတဲ့ចောင်းသူနဲ့မိသားစုဝင်တွေကိုပတ်စံနဲ့အကြေးပေးဖို့နဲ့လက်ရှိနေရက်ကနေထွက်ခွာသွားဖို့ဖိအားပေးနေတာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီသတင်းကိုဝေဝေပေးပို့ထားတာပါရှင်။မကွေးတိုင်းမြို့မှုခရိုင်ဆလင်းမျိုးကအထက်ကတစ် Great Dan ចောင်းသူတယောက်ကို Grade 12ចောင်းသားတယောက်နဲ့တငယ်ချင်း၃ယောက်တို့ကအာဓမပြုကျင့်ပြီးဗီဒီယိုရိုက်ကလူမှုကွန်ရက်မှာဖြန့်ခဲ့ရတဲ့ဆိုတဲ့သတင်းကမှန်ကန်ကြောင်းနဲ့ ကျွလွန်သူတွေဘက်ကငွေနဲ့ကြေးဖို့လာရောက်ညှိနှိုင်းနေကြောင်းဒေတာခံတွေကတည်ပြပါတယ်။ဒီဖြစ်စဉ်မှာကျွလွန်ခဲ့သူလူငယ်လေးယောက်က3900နဲ့ကြေးဖို့ညှိနှိုင်းနေပြီးကျွလွန်ခံရသူចောင်းသူနဲ့မိဘတွေကိုတော့ငွေယူပြီးလက်ရှိနေထိုင်ရာချင်းတီဦးရွာကနေပြောင်းရွှေ့သွားဖို့ပြားပေးကန်နေရတယ်လို့ဖြစ်စဉ်ကိုသိရှိထားတဲ့ဆလင်းဒေတာခံတယောက်က TVB ကိုပြောပါတယ်။ဖြစ်နေတာဟုတ်တယ်ဒါပေမဲ့သူတို့အကောင့်ကြီးသားသမီးတွေပါနေတော့သူတို့အုပ်ထားတာတဲ့ငွေနဲ့ညှိတာတဲ့ မော်လီရယ်ဆိုရင်ရှိဦးမှာတောင်လီရယ်လည်းဆရာကြီးကနေစတုံးရောရဲ့ဘင်းခုနေရနေညုံပေါ့ဟုတ်ကဲ့ဘင်းခုနေရနေကြည့်ရတော့မှပဲမရပါဘူးတဲ့ဟိုဟာ300လောက်ကိုရပါတယ်400လောက်ကပြီးရကြရတာနေအဲ့လိုတော့အခုထွက်နေတယ်ဆရာတော်ကော်မတီမိပါကြီးကလက်မခံမှုစုတွေနေသားရှိတယ်ဒါကမလို့သူတို့ရဲ့ဖီးယားတွေနဲ့ဝိတ်တွေနဲ့ညှိနှိုင်းတဲ့အခါတော့ဒါကိုယူပြီးတော့နေပြောင်းသွားမယ်ဆိုတဲ့နေသားတော့ရှိတယ်ပလီစီရေးတယ်ပေါ့လေအပြစ်ကြီးလို့နဲ့ကျောင်းသားလေးတွေရဲ့ဦးလေးကျောင်းစီကဝင်ညှိနေတာ

အကြောင်းမှာညီနိုင်ဖြစ်ရှင်းရတာပြီးတော့ပါလေသူကသူမဟုတ်ပါဘူးအဲ့ဖြစ်စဉ်တွေမဟုတ်ပါဘူးလိုက်ဖို့မှရေးတာကြီးမဟုတ်ပါဘူးမဟုတ်ပါမဟုတ်ပါကာကန်ရှင်တွေကိုတော့မြစ်ကြည့်လို့ရပါလားအဲ့တော့ကျွန်တော်ပြီးပြီးကြာပြီးတာမပြီးတာမသိကျွန်တော်အမှုမဖွင့်ဘူးအမမဟုတ်တော့ကြောင်းတက်နေကြတာကြီးတရားဥပဒေအရပြစ်မှုကျွလွန်တယ်လို့ယူဆရင်တရားရေးလမ်းကြောင်းအရမှန်မှန်ကန်ကန်စစ်ဆေးရေးယူရမှာဖြစ်ပေမဲ့လက်ရှိဖြစ်စဉ်မှာအနာအလွဲသုံးစားလောက်ကတရားဥပဒေစိုးမိုးမှုရှိတဲ့အတွက်ကြောင့် ဥပဒေကြောင်းအရတရားမျှတမှုရနိုင်မှာမဟုတ်ဘူးလို့တရားလွတ်တော်ရှင်တွေတယောက်ကလည်းမှတ်ချက်ပြုပါတယ်အဲ့ဒီကျူးလွန်တဲ့သူတွေအကုန်လုံးဒီအသက်မပြည့်သေးတဲ့သူအသက်16နှစ်အောက်တွေဖြစ်တယ်ဆိုလို့ရှိရင်ကလေးတွေငယ်ဥပဒေတိုင်းဆက်ပြီးသွားမယ်။အဲ့တော့သူဒီအဲ့ဒါ3ခွန်6နဲ့လဲဖြစ်နိုင်တယ်။နောက်တစ်ခါရာသီကြီးဥပဒေပုံမှန်ပါပြဋ္ဌာန်းချက်တွေနဲ့ညှိဆုံးရင်ညှိဆုံးတဲ့ဥပဒေပုံမှန်တစ်ခုခုနဲ့တရားစွဲခံရမယ်။ဒီလူမှုကွန်ရက်ပေါ်မှာတင်တာဖြစ်တဲ့အတွက်ဆက်သွယ်ရေးဥပဒေပုံမှန်တွေက သူတို့ကျူးလွန်တဲ့ကျူးလွန်မှုပေါ်မှာမူတည်တဲ့ပုံမှန်တစ်ခုခုနဲ့တရားစွဲခံရမယ်ကျူးလွန်ခံရတဲ့သူဒီတာမန်လူရန်းသားဖြစ်နေတယ်အဲ့တော့ဒီအာနာရှိတဲ့သူတွေကအာနာနဲ့ဖိတယ်အပြီးတော့ငွေချင်းနဲ့ထပ်ပြီးတော့ကာဗာလုပ်တယ်ပေါ့နော်အကာအကွယ်ယူတယ်ပေါ့ဒါပေမဲ့တစ်ဖက်ကဒီပေါ်မှာဥပဒေအတိုင်းဆက်ပြီးတွန်းကျင်နေဆိုလို့ရှိရင်ဒီကလေးမိဘတွေနဲ့ရောဒီကလေးနဲ့ရောအခုလိုခကြီးထဲမှာ အာနာယူတွေရဲ့အာနာလက်တလုံးကြလုံနေတာနဲ့ပတ်သက်လို့ရှင်ဘလူနီးနဲ့မှာ ဥပဒေပြန်ရဖြစ်မှာမဟုတ်ဘူးကျူးလွန်ခံရသူအသက်15နှစ်အရွယ် Great Dan ចောင်းသူနဲ့ကျူးလွန်မှုကိုဦးဆောင်သူလို့ယူဆရတယ် Great 12ចောင်းသားတို့ဟာချစ်သူကြီးစားတွေဖြစ်ကြပြီးចောင်းသားကသူ့ရဲ့မွေးနေ့ကိုလာရောက်ဖို့စလင်းမျိုးကထီချီဖျားကိုချိန်ပြီးအခုလိုဖြစ်စဉ်တွေကျူးလွန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ကျမဝေပါ ရခိုင်ပြည်နယ်မင်းပြမြို့နယ်မြို့သိရက်ကွက်မိုးထီအောင်ကိုပိုင်ထက်တန်းကျောင်းသားကိုအာနာသိန်းစစ်တပ်ကနိုဘာလ9ရက်နေ့ညမှာဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာ2ယောက်သေဆုံးပြီးနောက်ထပ်10ယောက်ထပ်မနေလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြို့ကန်တွေကပြောပါရယ်အဲ့လိုဘုံကျဲခဲ့တဲ့အတွက်မျိုးသား၂ယောက်သေဆုံးပြီးနောက်ထပ်၁၀ယောက်ထပ်မနေလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါရယ် ။ထားပြည်နေတချို့လည်းထိခိုက်ပျက်စီးမှုရှိပြီးညချိန်ဖြစ်နေတဲ့အတွက်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုပြောပြဖို့ခက်နေပါတယ်။လက်ရှိမှာဒဏ်ရာရှိသူတွေကစေကူတာမှုခံယူနေကြပြီးဒဏ်ရာပြင်းထန်တဲ့သူတချို့လည်းရှိတယ်လို့သိရပါတယ်။နိုဘာလ9ရက်နေ့နေ့လယ်ပိုင်းတုန်းကလည်းပုံနှကျွန်းမြို့နယ်ရိုတရုတ်ကျေးရွာနဲ့အောင်ဖြူပြင်ကျေးရွာကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်အရက်သား9ဦးသေဆုံးခဲ့ပြီး10ဦးထပ်မနေလဲထိခိုက်ဒဏ်ရာရှိခဲ့ပါသေးတယ်ရှင်။ အင်ဒိုနီးရှားနိုင်ငံရဲ့မြောက်ဂျာကာတာကအစိုးရထက်တန်းကျောင်းတချောင်းရဲ့ကျောင်းဝင်းထဲကပလီတစ်ခုမှာနိုမာလာ9ရက်နေ့တောက်ကြနေကဝေပြူဆူတောင်းပွဲတွေလုပ်နေတဲ့အချိန်အတွင်းပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီပောက်ကွဲမှုကြောင့်လူပေါင်းဒါဇင်နဲ့ချီထိခိုက်ဒဏ်ရာရှိခဲ့ကြလို့စေယုံပို့ထားရပြီးကျောင်းဝင်းအပြင်ဘက်မှာလုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားကြောင်းရဲတပ်ဖွဲ့ကပြောပါရယ် ဘုံရှင်လင်းရဲ့အဖွဲ့ကိုလည်းအခင်းဖြစ်ပွားရာနေရာကိုဆေးလွတ်ခဲ့ပါတယ်။ရဲတပ်ဖွဲ့ဟာပောက်ကွဲမှုဖြစ်ပွားရခြင်းရဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေကြောင်းမြို့တော်ရဲတပ်ဖွဲ့မှ ARCSED Suhari ကပြောပါရယ်။စေယုံတက်ရောက်နေသူဦးရင်မှာ54ဦးရှိကြောင်းလဲသူကဆက်လက်ပြောကြားခဲ့ပြီးဒဏ်ရာရှိသူတွေထဲမှာအသေးစားဒဏ်ရာတွေကနေပြင်းထန်တဲ့ဒဏ်ရာတွေအထိရှိပြီးမီးလောင်ဒဏ်ရာတွေလည်းပါဝင်တယ်လို့ဆိုပါရယ်။ဗလီမှာတော့ကြီးကြီးကျယ်ကျယ်ပျက်စီးမှုမရှိကြောင်းဓာတ်ပုံတွေထဲမှာမြင်တွေ့ရပါရယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်